မင်္ဂလာညချမ်းလို့နှုတ်ဆက်ချင်တော့ဘာလို့ဆိုတော့ဒီနေ့အထိုင်းရောက်မြန်မာလူသားတွေအတွက်အရေးပေါ်အချက်နှစ်ခုကိုပြောမှာဖြစ်တယ်။အဲဒီအချက်တွေကလည်းထိုင်းရောက်မြန်မာလူသားတွေအတွက်တိတ်သတင်းကောင်းတွေဟုတ်မလို့အဲကြောင့်ဒီနေ့ကတော့မင်္ဂလာညချမ်းမှုပြောဖို့ကခတ်သွားပြီပေါ့နော်။ Okay အဲကြောင့်ဒီနေ့အရေးပေါ်အချက်နှစ်ခုကိုပြောမယ်ခဏလူခဏစောင့်မယ်နော်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းနိုင်ငံရောက်အလို့သမားတွေအတွက် အရေးကြီးသတင်းတင်ပြလာတဲ့ကိုရဲမင်းရုတ်တံကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာလူတွေဝင်သင်းတော့လည်းဝင်လာပြီဆိုတော့ဒီနေ့ကအဓိကပြောမယ့်အကြောင်းအရာကတော့ထိုင်းရောက်မြန်မာလူသားတွေအတွက်ဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေပေါ်မှာအရေးပေါ်အချက်တွေကိုပြောမှာဖြစ်တယ်ဒါပါလေဆိုတော့နံပါတ်1ဒီနေ့လူသစ်ပန်းရောင်ဘတ်လူသစ်ဘတ်ပေါ့နော်အလွယ်တူပြောမယ်ဆိုလူသစ်ဘတ်ပေါ့ပန်းရောင်ပန်းရောင်ကပ်ပေါ့စသဖြင့်လူသစ်ဘတ်နေတိုင်းဝင်ထောက်ထားမဲတဲ့လူတွေကိုထိုင်းစိုးရဘက်ကနေပြီးတော့ထိုင်းထိုင်းစိုးရဘက်ကနေပြီးတော့ဒီတရားမဝင်ရောက်လာတဲ့အဲဒီရွှေပြောင်းလူသားတွေပေါ့အဓိကတော့မြန်မာလာဝကမ္ဘောဒီးယားဗီယက်နမ် ီသုံးနိုင်ငံပေါ့နော်အဲသူတို့ခေါ်ရတာဖမမြန်မာဆိုဖမအဲကမ္ဘောဒီးယားဆိုကမ်ဘူချာခမင်စသဖြင့်ခေါ်တယ်အဲလာအိုဆိုလောင်းဗီယက်နမ်ဆိုဗီယက်နမ်ပေါ့သူတို့ခေါ်ခေါ်ရဆိုရင်ဒီလေးမျိုးရွှေပြောင်းလောက်တာအဆင့်မှာထားတဲ့လေးမျိုးပေါ့နော်တန်တောက်တွေပေါ့တန်တောက်တွေခေါ်ဟုတ်နိုင်ငံသားတွေအစင်းမြန်မာတွေဝက်ပါတွေအမေရိကတွေကြာတို့ကတန်ချလို့ခေါ်တယ်။အဲတော့ကျွန်တော်တန်တောက်တွေကိုလုတ်ပေးမယ်ပေါ့။အဲ့ဒီပိုင်းအောင်ဘက်ကဒီနေ့ရုပ်တရက်ကျွန်တော်တို့ပိတ်သွားတယ်ပေါ့နော်။ရုပ်တရက်ပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာလည်းဒီတို့ ကျွန်တော်တို့နောက်ပိုင်းက UI ပါပင်တွေစသည်ဖြင့် website တွေနဲ့စသည်ဖြင့်အဲဒီဒီလုပ်သမားတွေရဲ့နေတိုင်းဝင်ထောက်ထားတွေလုပ်ပေးတဲ့နေရာမှာအဆင်မြင့်တင်လာတယ်အဲ့ဒီပိုင်းတွေမှာဟိုစိုက်ချွေရမှုတွေဖြစ်တယ်လို့သိရတာပေါ့နော်အဲဒါမဲ့အဲ့ဒါကတော့ဟိုတိကျမသိနိုင်ဘူးလောလောဆယ်ကတော့ဒီနေ့ပိုင်းအောင်ဘတ်လူသစ်ဘတ်ရိုက်ချင်းလုပ်ငန်းစဉ်ကိုရက်ရွှေပြောင်းလိုက်တယ်ပေါ့နော်နေဆက်ပြဿနာတွေကြောင့်နေဆက်မတည်ငြိမ်မှုတွေကြောင့်ရက်ရွှေပြောင်းလိုက်တယ်ဆိုတဲ့အာမျိုးကျွန်ညာချက်ထုတ်ပြန်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ထိုင်းရောက်မြန်မာလူသားဒီပိုင်းအောင်ဘတ်လူသစ်ကိုမြှော်နေတဲ့လူတွေအတွက်ကတော့အင်မတန်ကိုတည်င်းစိုးပဲ ထွတ်တူပဲအဲဆက်ဆက်နေတယ်ပေါ့နော်အဲ့ဒီဒီဘိုင်းအောင်ဘလို့ခုတော့ခေါ်လာတဲ့လူတွေငွေတွေပေးထားတဲ့လူတွေဂျုံငွေတွေပေးထားတဲ့လူတွေအားလုံးကတော့တရင်ဆိုအဲ့တော့ပြောချင်တာပြောကြစကားတွေအများနေတော့ကျွန်တော်ရေးအရေးပေါ်အရေးပေါ်နှစ်ချက်ပဲပြောမယ်ဒီနေ့ကျွန်တော်တို့ဒီပိုင်းအောင်ဘလုပ်ငန်းစဉ်ကိုပိတ်တဲ့တဘောကတော့ပြောမယ်ဆိုတော့ဒီ website ယာကြီးပိတ်ထားပါတော့ရဲ website website ယာကြီးပိတ်ထားတာပိတ်ထားတာဖြစ်နိုင်တဲ့အတွက်အဲနေလေးဖြစ်တဲ့အတွက်အဲနေလေးကြာပြီးသားနှစ်နှစ်တက်တန်းတို့လူဟောင်းသမားတွေလည်းဒီကြောက်အောင်ကြောက်ခေါက်တွေလုံးလုံးမရသေးပါဘူးတဲ့ ကြောင်ဆိုတတိတတိအလုတ်ပြောင်းဆွေးခွင့်အလုတ်ဖောက်ခွင့်အလုတ်ပြောင်းခွင့်အလုတ်အစ်တမဝင်ခွင့်ပေါ့ဒါကိုလူတွေကကြောင်အောင်ကြောင်ခောက်လို့ပဲခေါ်တယ်အဲကြောင်ကြောင်ခောက်တွေလည်းလုတ်လို့မရသေးဘူးလုတ်လို့မရသေးဘူးအခုကုလောလောဆရာလူခေါင်းတွေဒါလူခေါင်းတွေအတွက်ပေါ့နော်အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့ထိုင်းအောင်လုတ်သမားတွေဒီပိုင်းအောင်ဖက်နဲ့ပတ်သက်ပြီးတော့ခက်ဆက်ဆက်ကျွန်တော်တွေ့ကြုံတဲ့တွေ့ကြုံတစ်ခုပဲပြောပြမယ်ကျွန်တော်တွေ့ကြုံတဲ့တွေ့ကြုံတစ်ခုပြောပြမယ်ခက်ဆက်ဆက်ထိုင်းနိုင်ငံမှာပိုင်းအောင်ဖက်လုတ်မယ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 ်နဲ့မလုတ်ဖြစ်တာပဲရှိတယ်လုတ်ပြီးခဲ့တဲ့ပုံမှန်တိုင်းညွှန်ညာပြီးဒါမဲ့ယခုဒီနေ့ညွှန်ညာလိုက်တဲ့အဖြစ်ပြန်မျိုးကတော့ရှားတယ် တန်းရောင်ဘက်လုတ်ဖို့တိုင်းဆိုရတရားဝင်အတိမတ်ပြုစာတရားဝင်စာထုတ်ပြီးတော့မနေ့က15ရက်နေ့ဆိုစတင်ပြီးတော့ကျွန်တော်တို့နာမည်စင်းနေတင်သွင်းသွင်းပြုတဲ့အခြေအနေမျိုးမှာဒီနေ့ရုပ်ပြပြိလိုက်တာမျိုးတော့ဒိုင်းထိုင်းနိုင်ငံမှာတန်းရောင်ဘက်လုတ်ပြီးတဲ့လုပ်ငန်းစဉ်မှာဒါမျိုးရှိခဲ့ဘူးဒါအထူးခြားတဲ့ဖြစ်စဉ်တစ်ခုပဲဒီအနေအထားကိုကျွန်တော်တို့တန်းရောင်လုတ်မှားတွေဟိုနားလည်ရမယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့တန်းရောင်လုတ်မှားတွေအခုလိုမျိုးဖြစ်စဉ်မျိုးဖြစ်တဲ့အခြေအနေမှာဖြစ်တဲ့အခြေအနေမှာကျွန်တော်တို့ဘာတွေခက်ခဲတွေကြုံရလဲဘာတွေကြုံတွေ့နိုင်လဲဆိုတဲ့အရာတွေကိုကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်တယ် အခုကျွန်တော်ဒီ live လွှင့်နေတဲ့အချိန်ဒီမှာတော့ဒီမှာတက်လာတဲ့မှန်တွေကျွန်တော်တိတ်မတွေ့ရအောင်ဖြစ်နေဟုတ်ကဲ့အဲကျွန်တော်ပြောတာအဆင်ပြေလားအဲဥစားအတန်တွေရောအဆင်ပြေရလားအဲ့ဒါအဲ့ဒါလေးနည်းနည်းပြောပြပါအောင်ဒီမှာဒါမှမှန်တွေကိုမတွေ့ရအောင်ဖြစ်နေတယ်အဲလာပြပြပါအောင်ဟိုဒါကြည့်နေတဲ့လူတွေတစ်ချက်ဘာမှမတွေ့ရအောင်ဖြစ်နေတယ်အဲ့တော့ဟုတ်ကဲ့အဲအဲ့တော့အဓိကအခုလိုမျိုးဒီဟိုပန်းရောင်ဘတ်လူသစ်တွေကိုဒီလိုမျိုးခက်တာယာယီ ရက်ရွှေပြောင်းလိုက်တယ်လို့တော့သဘောတရားမှာတွေ့ရတယ်ဒါပေမဲ့အခုလိုပိုင်းအောင်ဘက်လူသိလို့ခုတ်တော့ကကျွန်တော်တို့ထိုင်းစိုးကမှာကပိနတ်တင်ရတယ်ကျွန်တော်တို့နာမည်စင်းနေတေချာဝင်အောင်စနစ်တေချာနဲ့ဒါကျွန်တော်တို့ဒီလိုမျိုးဟာတွေကိုလောက်ခွင့်ရဖို့အတွက်ကပိနတ်တင်ရတယ်အလွတ်တော်ကြီးအစင်းစင်းပြပြပြီးတော့မှအလုံးသဘောတူညီမှုတွေနဲ့လောက်ကြတာပေါ့နော်အဲ့တော့ဟိုပြောချင်တာကတော့ဟိုပိုင်းအောင်ဘက်ဒီလူသိလုပ်တဲ့လုပ်ငန်းစဉ်မှာအခုကျွန်တော်တို့အစင်းစင်းထိုင်းစိုးဘက်ကအတိမပြုတင်ထားတာဖြစ်တယ်အခုချိန်မှာတော့အဆင်ပြေမနေဘူးပေါ့နော်အဲအခုလိုမျိုးဖြစ်နေတဲ့အချိန်ဒီမှာနောက်ထပ်ဘယ်နှလားဖြစ်သွားမလဲဆိုတာကျွန်တော်တို့ထိုင်းအောင်လုပ်မားတွေနေနေမသိရဘူးမသိရဘူးအဲ့တော့အဲ့တော့ပြောချင်တာကတော့ ကျွန်တော်တို့ဒီလိုဖြစ်စဉ်မျိုးကအတိုင်းဆိုကလက်ထက်မှာမရှိခဲ့ဘူးဒါဟိုအံ့ဩစရာကောင်းနေပါတော့ဟုတ်ပြီအဲအံ့ဩစရာကောင်းနေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်စဉ်မျိုးဖြစ်သွားတဲ့အခြေအနေပေါ်မှာကျွန်တော်တို့မြန်မာလူမှားတွေသိထားမရတဲ့အချက်တွေရှိတယ်အဒီကနေ့ဆိုရင်ပန်းရောက်ဘတ်လူတစ်တွေပန်းရောက်ဘတ်လူတစ်လောက်ဖို့ကစောင့်နေတဲ့အလုပ်မှားတွေ132တူကိုဒီနေ့ညနေ3နာရီလောက်မှာထိုင်းနိုင်ငံစမူစာကုန်းခရိုင်မှာအချိုင်ပေါ့နော်မြန်မာလူသားတွေတိတ်နေချင်ရှိတဲ့အများဆုံးထိုင်းနိုင်ငံမှာဆိုမြန်မာလူသားအများဆုံးရှိတဲ့ခရိုင်မျိုးပြောရမယ်အဲ့ဒီနေရာမှာကျွန်တော်ဝင်ဖမ်းလိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဒီဝင်ဖမ်းလိုက်တယ်ဝင်ဖမ်းလိုက်တဲ့အခြေအနေမှာထိုင်းရောက်မြန်မာလူသားတွေဟိုတော်တော်များများ 132ဦးပေါ့နော်တော်တော်များမိပါတယ်အဲ့လိုသမားတွေကတအုပ်မြန်မာငွေ7300လောက်ပေးပြီးတော့မှပွဲစားနဲ့တက်လာတဲ့လူသမားတွေပန်းရောင်ဘက်ပါလှုပ်ဖို့ပါပြီးသားပေါ့နော်ဒီကပန်းရောင်ဘက်လှုပ်လှုပ်ဖို့ပဲလာဆောင်တာပေါ့နော်လာဆောင်တာအဲ့ပွဲစားနဲ့တက်လာတဲ့လူသမားတွေအဲ့တော့ဒီလူသမားတွေအခုလိုမျိုးဟိုအခက်ခဲဖြစ်သွားတယ်ဖမ်းခံရရတယ်ဆိုဘဝတွေကလူကောင်းတရား32ဦးရဲ့ဘဝတွေမိသားစုတွေအကုန်ပျက်စီးသွားတယ်သူတို့တွေလည်းအကျွေးတွေတိုးနေတက်လာချတာပေါ့နော်အဲ့ဒီလူသမားတွေကဒုက္ခရောက်သွားပြီအဲ့တော့ဒီဖြစ်စင်ပါဆိုလဲဒီကနေ့ဒီဖြစ်စင်ပါဆိုလဲပန်းရောင်ဘက်လှုပ်ဖို့စောင့်နေတဲ့132ဦးကိုထားတဲ့မာချန်ရ ိုက်တန်းရတစ်ခုမှဝင်ဖမ်းသွားတာအဲ့ဒါဘာလို့လဲဆိုတော့အဲ့ဒီကမြန်မာအာဏာ sorry ထိုင်းအာဏာပိုင်ပေါ့နော်ထိုင်းရာရှိအစိုးရရာရှိတရားဒီလိုမှဘက်ကကျွန်တော်တို့ခရိုင်လိုသမားဘက်ကပေါ့နော်ခရိုင်လိုသမားကွက်ကဲကွက်ကဲဟိုဟိုလိုသမားလိုသမားဦးစီးလိုသမားဦးစီးချုပ်ရုံးပါပေါ့တယောက်နဲ့ကျွန်တော်ဆက်သွယ်ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ပွဲသားချင်းချင်းတိုင်လို့တဲ့ကျွန်တော်ကပြောတယ်ဒီလိုမျိုး132ဦးကအခက်အခဲတွေနဲ့တက်လာတာသူတို့လည်းသိတယ်သူကလည်းသိတယ်ဒီခက်ခဲတွေနဲ့တက်လာတာအချွေးတွေနဲ့တက်လာဒီလူတွေကိုဒီထိုင်းရဲတွေထိုင်းလာဝကတွေကတော့မဖမ်းနိုင်ဘူးတဲ့တောမောင်းတွေတောမောင်းတွေဒီထိုင်းရဲတွေကတော့မဖမ်းနိုင်ဘူးပေါ့နော်လာဝကတွေကတော့ ဆိုတာဒီလူကြီးရခက်ခဲတွေကိုနားလာတယ်ဟိုစားနားလေတယ်ပေါ့နော်မယောင်နိုင်အောင်ကြောက်လို့ပြေးလာတာအဲပြီးတော့ကျွန်တော်တို့အကျွေးတွေတိုးတွေနဲ့ပြေးလာတယ်တက်လာတယ်လူကြီးဆိုတာသူတို့သိတယ်ဒါပေမဲ့ဒီပွဲသားချင်းချင်းရပဲအဲ့တရားသုံးတဲ့တူကိုပို့ထားတဲ့အုပ်စုတွေကပွဲသားချင်းချင်းရပဲတယောက်တယောက်မနာလို့ဖြစ်တယောက်နဲ့တယောက်ပုတ်တိုက်မှုတွေဖြစ်ပြဿနာတွေတက်ပြီးတော့အချင်းချင်းတိုင်လို့နေရာတိကျနေကွာတိုင်လို့လာဖမ်းတာတဲ့ဆိုလိုတာကြားရခံရတာမြန်မာလူသားတွေကျွန်တော်ပြောတယ် မြန်မာလူသားတွေဒီလောက်ထိအခက်အခဲတွေနဲ့ဖြစ်လာမြန်မာလူကြောက်လို့ပြေးလာတယ်ဒီဖိလိုဘက်ကနေပြီးတော့ဒါမျိုးတွေမဖမ်းမနဲ့မသိညာအောင်ဆောက်လို့မရဘူးလားဗျာလို့မဖမ်းညင်ဘူးဆိုသူတို့လည်းထောင်ထိချုပ်တွေကပြေးနေပြီမြန်မာပြည်သားတွေနဲ့ပဲအဲ့ဆိုလည်းမဖမ်းမနေပါလားဗျာလို့ဒီလိုမားတွေမြန်မာလူကြောက်လို့ပြေးလာတာတိုးတွေအကျွေးတွေနဲ့မိသားစုဘဝတွေအကုန်လုံးပြက်စီးပြီးတိုးထုတ်ကရောက်ဘဝပြက်ပြီးပြီးရင်မြန်မာပြည်ပြန်ဖို့ခံရမြန်မာလူလက်ထဲရောက်စစ်မှုတန်းမထမ်းညင်နဲ့မြန်မာလူလက်ထဲမှာစစ်သားတစ်တွေဖြစ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ဒုက္ခတွေရောက်သွားမယ်လူတွေဘာလို့မသိညာဆောက်လို့မရလဲဟာလို့မရဘူးလေသူတို့မင်းတို့မြန်မာပွဲသားတွေချင်းချင်းပြဿနာတက်ပြီးတော့သူတို့ပဲတိကျနေနေရတိကျနေလာတိုင်းလို့သူကဖမ်းရတာလေအားလို့မဖမ်းတော့မဖမ်းရင်ငါတို့ပြုတ်ပါလေအဲ့လိုပြောတယ် ဘယ်တော့ရုံမာတယ်တို့ကပွဲသားတွေအဲ့တော့ခုလက်ရှိထိုင်းနိုင်ငံမှာပွဲသားခေါ်လာပြီးတော့ပန်းရောင်ဘက် လုပ်ဖို့အတွက်စောင့်နေတဲ့လူတစ်တည်းကအများကြီးရှိတယ်ပန်းရောင်ဘက်လုပ်ဖို့အတွက်လူတစ်တည်းအများကြီးရှိတယ်စောင့်နေတာပွဲသားထားတဲ့နေရာမှာနေနေရတယ်အများကြီးကနေရာတိုင်းမှာရှိတယ်တိကြတယ်နောက်ရက်ဆိုရင်အဲ့လိုတရင်နေစားလိုက်တက်လာလိမ့်မယ်အဲ့တော့ပန်းရောင်ဘက်လုပ်ဖို့အတွက်ပွဲသားခေါ်လာပြီးတော့လူတစ်နဲ့စောင့်လူတစ်ပွားနဲ့ဘာမှအခုဆိုပန်းရောင်ဘက်ကလည်းခိတာယာကြီးနောက်ဆုတ်လိုက်တယ်နောက်တလာလာနှစ်လာလာဘလို့လဲနောက်တော့ကပင်းကြီးထပ်ပြင်အောင်မလားသူလာမယ့်လာပိုင်းတွင်မှာလွတ်တော်လဲသူတို့လွတ်တော်လဲဖြတ်သိမ်းတော့မှာဘာပြဿနာကြီးလာအောင်လဲသူတို့မောင်းဝင်ဝင်ကြီးမှာဝင်ကြီးရတဲ့အစ်တရခင်ဝင်ကြီး တယောက်ျားလေးဝင်ကြီးတယောက်ကဖုန်းခွင်ရခုံဖုန်းခွင်ရလည်းပြတ်သွားပြီဒါနောက်ထပ်ပညာရေးကနေပြောင်းလာတယ်နောက်ထပ်လုံမဝင်ကြီးအမျိုးသမီးတက်တယ်အဲ့တော့ဘာမှမဝင်တာထပ်ပြောင်းအောင်လည်းမသိဘူးအဲ့တော့ကျွန်တော်တို့အခုချိန်မှာထိုင်းနိုင်ငံကိုမြန်မာပြည်ကနေပွဲသားလမ်းနဲ့တက်လာပြီးတော့ပန်းအောင်ဘတ်လုပ်ဖို့တော့ပွဲသားထားတဲ့နေရာမှာနေနေတဲ့ဆုလိုက်ကြုံလိုက်နေနေတဲ့မြန်မာတွေအမြန်ဆုံးကိုယ့်အစီအစဉ်ကိုပြောင်းဖို့လုပ်တော့အဲ့ဒီပွဲသားတွေကထိန်းချုပ်ကောင်းမှမနေနဲ့တော့မိမိနီးစားဆွေမျိုးတွေငယ်ချင်းပေါင်းနေတယ်တက်နိုင်အောင်ရှာပြီးတော့ထွက်ခွာတော့သူတို့ထားတဲ့နေရာမှာမနေနဲ့တော့ဘာလို့ဆိုတော့ဒီပွဲသားတွေကြောင့်ကျွန်တော်သိတယ် မှန်ကန်ကောင်းမှုနဲ့ကျိုးဆောင်ပွဲသားတွေကတော့ကိုကျင်းစာသိတဲ့ဒီလုပ်တွေကိုလုပ်တယ်အချို့ရုံမာတဲ့ပွဲသားတွေကတော့သူတို့ကိုယ်တိုင်ခေါ်လာပြီးတော့သူတို့ကိုယ်တိုင်ပလိတ်ကိုလမ်းပြပြီးတော့ဖမ်းခိုင်းလိုက်တဲ့ကောင်ရှိတယ်ဘာဖြစ်လို့လဲသူတို့အလုပ်မသွင်းရတော့သူတို့ပိုင်းအောင်ဘက်လုံးမပေးရတော့သူတို့ကောက်ထားတဲ့ပတ်စံတွေပိုင်းအောင်ဘက်လုံးခါတွေမပေးရတော့သူတို့အေးဆေးသွားတယ်ဘောပေါက်လာကျွန်တော်ပြောတော့နားလေလားကို့ကိုခေါ်လာတဲ့ပွဲသားကပဲပြန်တိုင်တာလည်းရှိတယ်သူတို့ချင်းချင်းမတည့်လို့ပြန်တိုင်တာလည်းရှိတယ်ဒါပေမဲ့ဆုံဆုံသွားတာကိုပေးထားတဲ့ငွေလေးလည်းရှိအောင်ပိုင်းအောင်ဘက်လည်းမလုပ်ရအလုပ်လည်းမရဖမ်းခံထိထောင်ထဲမှာ48ဆတန်လာ3လားတကပို့ဖို့ဆိုရင်3လေး5လားတချို့တော့မြန်မာပြည်ပြန်ဖို့စောင့်နေတဲ့လူတွေနှစ်နဲ့ချီစောင့်နေတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့တော့မြန်မာလူသားတွေကွာ စူကြဘူးကားလို့ဖြစ်သွားတယ်မီးရေနှခါမကောက်သုံးကားလောက်နာနေတယ်အဲ့တော့လက်ရှိလူတစ်တွေကိုကျွန်တော်စီပေးချင်တာပန်းရောင်ဘက်လို့ပို့ဆောင်နေတဲ့လူတစ်တွေပွဲစားထိန်းချုပ်မှုအောင်မှနေရတယ်ဆိုသူတို့စီကလည်းအများဆုံးထွက်ဖို့လုပ်တော့ဒီနေ့လိုမျိုး132တူလိုမျိုးမားချိုင်မှာဖမ်းလိုက်တယ်ဒီနေ့ညနေ3နာရီမှာဖမ်းလိုက်တယ်မနက်ကပန်းရောင်ဘက်မလုတော့မလုဖြစ်တော့ရက်ရွှေတယ်လို့ကြုံညာချက်ထုတ်တယ်နေဆက်မှနေဆက်ပြဿနာတွေချောင်းဆိုပြီးတော့အချောင်းပြတယ်သူရေးထားတဲ့စာတယ်မှာပေါ့ဗျာဒါမဲ့ညနေ3နာရီမှာဖမ်းတယ်သူကတိုင်လို့တယ်โอเคထားထားလိုက်တော့အဲ့တော့အဲ့ဖြစ်စဉ်တွေကဟိုတိုက်ဆိုင်မှုလားဘာလားဆိုတော့မပြောနဲ့တော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့ပွဲစားထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက်အများဆုံးလုပ်ကြတာ 啊啦，你把地一直种呗，比如讲土地板洋白，本来一个七成嘛水，八五土价啦，都丢下来了，知道不？这些你看、啊、嘛，地里面有板洋白的，农闲、啊、时候比比的的种下枇杷，七成嘛水，话摊收话嘛都是下嘞。哎呦，土地七成嘛水，我家里得八成嘞。他们现在冬天哪多啦？就讲太阳，六月板洋白六坡多，八月多就没九月多嘞。这秋收你妈逼啊你，六月没有地，下半年难免坡皮，八月多嘛新鲜点啦了，不生你九月多啦。这秋收用的是为地肥，搞肥肥收了，收了再冬再冬用。你那种看那种石头搞肥肥，再用再用的是为，你看那片嘛。 မှန်ကန်တဲ့ကျိုးဆောင်ပုံမီတွေအေဂျင်စီတွေကောက်နေ9000ကျော်9500အဲ့လောက်ပဲအဲ့တတိရှိပေါ့နော်တတိမရှိရတော့စိတ်တမျိုးအဲ့တော့အဲ့လိုမျိုးနဲ့ကောက်ထားပြီးပြီပွဲသားတွေလက်ထဲကိုဒီပတ်စံတွေတော်တော်များများဆင်းရတချို့အခြေတချို့တက်ဝက်တော့ရောက်သွားပြီအဲ့ဒီလောက်ကမားတွေရဲ့တိမ့်နဲ့ချီသောလူတစ်တင်ထားတဲ့ပန်းရောက်ဘက်လုံးချင်းလို့တင်ထားတဲ့လူတစ်တွေတိမ့်နဲ့ချီသောထိုင်ရောက်မြမာတွေရဲ့ငွေတွေမရောက်သေးခင်ချိုးပေးထားတဲ့လူတွေရဲ့ငွေတွေကပတ်တန်းနဲ့ရှိရှိတယ်အဲ့ငွေတွေကပွဲသားတွေလက်ထဲကိုရောက်သွားပြီတချို့ကဝဲသားတွေလက်ထဲကိုရောက်သွားပြီအဲ့ငွေတွေပြန်ရောက်မစင်းသားနဲ့မလွယ်ဘူးမှန်ကန်ကောင်းမှုနဲ့အကျိုးဆောင်နေတာပန်းရောက်ဘက်တကယ်မလုပ်ဖြစ်တော့ဘူးဆိုရင်ပြန်အားလိမ့်မယ် ပြန်အားလေးမယ်မှန်ကန်ကောင်းလို့မော်နယ်ကြိုးဆောင်နေအေဂျင်စီကပြန်အားလေးမယ်ကျွန်တော်တို့ညွှန်ညာပေးတဲ့အေဂျင်စီတွေကိုကုမ္ပဏီတွေဆိုတရားဝင်ကုမ္ပဏီတွေပြန်အားပေးလိမ့်မယ်တစ်ချက်မှကြံပြန်အားလေးမယ်မလုပ်တော့မှမလုပ်ဖြစ်တော့ဘူးဆိုရင်ဒါနဲ့တခြားသောပွဲသားတွေနဲ့လောက်ထားတဲ့အရာတွေထိုင်းနိုင်ငံမှာပွဲသားငွေပြန်အားနေဆိုတဲ့သတင်းကောင်းတွေအဲ့လိုသတင်းတွေရတော့ကြောက်ပြားကြီးပဲရေထဲပေါ်ရေထဲကြောက်ရတယ်ကြောက်ခဲကြောက်ကြောက်ပြားကြီးကြောက်ပြင်းကြီးပဲရေပေါ်ပြန်ပေါ်လာမယ်ရှားတယ်နော်အဲ့တော့ထိုင်းအောင်မြန်မာလောက်ထားတဲ့ဓာတ်တွေကိုလည်းသတိချက်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပန်းရောင်ဖတ်လုပ်မဲ့လုပ်ငန်းစဉ်ခိတ္တရာကြီးရွှေဆိုင်လိုက်တာကျွန်တော်တို့ website မှာပြဿနာတက်လို့လားအဲသူတို့ရဲ့ချွေးမှုတွေတခုခုကြောင့်လားဖြစ်ပါသေးလို့ကျွန်တော်တို့ဆုတောင်းတယ် နောက်တစ်ချက်ကကျွန်တော်စိတ်ပူတာနေဆက်ပြဿနာတွေကြောင်းပြောတယ်ဒီရက်ပိုင်းမှာဒီရက်ပိုင်းမှာပြီးခဲ့တဲ့ရက်ပိုင်းနေမှာနေဆက်မှာလူတွေဖန်ခံတာတအားပဲတရားဝင်ဝင်နဲ့မြန်မာလူငယ်လူရွယ်တွေဖန်ခံတာဆက်တိုက်ပဲဆုလိုက်ပြုံလိုက်ပဲရာနဲ့ချီပြီးဖန်ခံနေရတယ်အဲ့တော့အဲ့လိုပြဿနာတွေနဲ့လဲဆိုင်လာအဲ့ဒီပြဿနာတွေနောက်ဆက်တွေကဘာလဲဆိုတော့အချမ်းပါစစ်အုပ်စုမရောက်လာလက်ရှိမြန်မာပြည်ရဲ့ကျွန်တော်တို့ဒီမိုကရေစီအစိုးရပြည်သူ့အတွက်တင်မြှောက်ထားတဲ့အစိုးရကိုအချမ်းဖတ်လက်နက်ပြလက်နက်အားကိုးနဲ့အနိုင်ကျင့်အချမ်းဖတ်အာဏာလုယူထားတဲ့အချမ်းဖတ်စစ်တပ်မရောက်လာအုပ်စုတွေကျွန်တော်တို့လူငယ်လူရွယ်တွေဖိုင်းအောင်သွားနေရအောင်လုံးဝမကြိုက်ဘူး ်ပရိုပုံစံမျိုးစုံနဲ့ဒါစီကန်ကုန်တယ်လေအဲ့ချိန်မှာမြန်မာလူငယ်လူရွယ်တွေကလည်းရတဲ့နီးလန်နဲ့အနည်းဆုံးခိုင်းနိုင်ငံရတဲ့ပေါက်တွေကလည်းဝင်နေကြနေစေအဲ့တော့သူကတော့ဒါစီကျင်တယ်လေအဲ့တော့အဲ့ဒီအဲ့ဒီကောင်ကြီးအပြောကားတွေပဲပါလာပါလာမလားဆိုတော့ကျွန်တော်ကစဉ်းစားရတယ်ပေါ့နော်ဒီကောင်ကြီးတစ်ခုခုပြောလိုက်တာဒီကောင်မတစ်ခုခုဖိအားပေးလိုက်တာပုံစံမျိုးစုံနဲ့ခိုင်းနိုင်ငံနဲ့မြန်မာဆိုတာလေလုပ်ငန်းတွေဆက်ဆက်မှုတွေအချို့တို့ကူပေါင်းဆောင်ရွက်မှုတွေကျွန်တော်တို့ gas pipeline တို့ကိစ္စမျိုးတွေနေဆက်ကုန်သွယ်ရေးခန္ဓာမျိုးတွေအများကြီးရှိတာပေါ့ဗျာဒီလားအဲ့တော့ကျွန်တော်တို့ဒါတွေကကျွန်တော်တို့စဉ်းစားရမယ့်ချက်တွေနော် ဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေမပေါ်စားပါနဲ့ဒါကချမ်းဖတ်စေအုပ်စုရဲ့မင်းအောင်ငိုင်ရဲ့ပြောကမကင်းဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒီပိုင်းအောင်ဘက်ကရုပ်ရက်ဒီလိုမျိုးဖြတ်သိမ်းလိုက်တာဒါပေမဲ့ကျွန်တော်တို့ဒီထိုင်းဆိုထိုင်းနိုင်ငံရဲ့ထိုင်းဆိုရတရားဝင်ငါးတန်းဆပ်ကုမ္ပဏီကြီးတွေစီကနေကြားရတာတော့ဒါ website အခက်ခဲတွေစိုက်ပါညာချွေရွေးမှုတွေကြောင့်ပြန်လည်ပြုပြင်ဖို့ကိစ္စတွေပါကြောင့်နောက်နေတာအနေဆက်ပြဿနာတချို့ကြောင့်ဆိုတာမျိုးပဲသိရတယ်အဲ့တော့ဘလောက်ရကြာမလဲဘလောက်ရရွှေ့ရမလဲဆိုတာကျွန်တော်မသိရဘူးအဲ့တော့ကျွန်တော်ထိုင်းအောင်မြန်မာလို့မိုင်းဒီနေ့ညသိဖို့ကျွန်တော်လာပြောချင်းဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ ခုထိုင်းနိုင်ငံထဲမှာရှိနေတဲ့ဒီလူဟောင်းတွေတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေရာလေဟိုလှုပ်တော့လှုပ်နေတယ်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုတချို့ဟာတွေကဘာမှမသိပဲနဲ့လုပ်ငန်းတွေဘာမှမသိပဲနဲ့ဖြစ်နေတဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်သေးစိတ်ချက်လက်နောက်ရကျွန်တော်ထပ်ပြောဦးမယ်အဓိကဒီကနေ့ကျွန်တော်တို့ပန်းရောင်ဖတ်တွေကျွန်တော်တို့ပိတ်ခံထိတယ်ပြီးတော့အဲကျွန်တော်တို့ဒီပန်းရောင်ဖတ်လုပ်ဖို့စောင့်နေတဲ့လူတွေစုလိုက်ပြုံလိုက်ဖန်ခံထိတယ်ဒါတွေကကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေတော့တကယ်ကိုအင်မတန်ကိုကျွန်တော်တို့အင်မတန်ကိုကျွန်တော်တို့နှစ်နာတဲ့အချက်တွေပဲနှစ်နာတဲ့အချက်တွေပဲအဲ့တော့ကျွန်တော်တို့ ပြောချင်တာတော့ထိုင်းအောင်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းအောင်မြန်မာလူသစ်တွေအနေနဲ့ဒီချင်းနေရာကျွန်တော်တို့အတွက်အရန်ခက်ခဲတဲ့ချင်းတွေတခုလျှောက်လာတာဖြစ်တယ်။ဒါကိုကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ဘယ်လိုကြောက်ဖြတ်ရမလဲ။ဘယ်လိုကြောက်ရမလဲတန်တန်မြန်မြန်သွားရမလဲဆိုတာမျိုးရှိရှိတယ်။ပြီးတော့မြန်မာလူသားတွေအခုအထူးသဖြင့်အခုဆိုရင်ကျွန်တော်တို့ချမ်းဘတ်စစ်အုပ်စုရဲ့ကျွန်တော်တို့အမာခံလော်ဘီတွေဖြစ်တဲ့ဒါငပောက်ပေါ့နော်။သင်္ကန်းအေးချုံနော်။အဲကျွန်တော်သူ့ကိုပေါက်ကိုတော့မခေါ်ချင်ဘူး။ကိုတော်ကိုထည့်လို့မရဘူးကောင်။ငပောက်လိုပဲကောင်။ဒီကောင်လူလူတော်မှလူယုံမှစစ်တပ်ရဲ့လက်ဝေကစစ်သားတစ်ပိုင်းဖြစ်နေတယ်ကောင်။ နော်ဒီကောင်းစီငပောက်ဒီထိုင်းရောက်အလုပ်သမားတွေကိုမှွေဖို့နှောက်ဖို့အတွက်သူ့လူတွေကိုလှုပ်ပြီးတော့မြန်မာလူသားတွေအများစုနေတဲ့ရက်ွက်တဲ့နေရာတွေမှာပြဿနာရှာခိုင်းတဲ့အခြေအနေမျိုးလုပ်တယ်ဟုတ်ပါလားပြဿနာရှာခိုင်းတာနော်မြန်မာလူသားတာမန်လူသမားတို့ဟန်ဆောင်ပြီးတော့မှပြဿနာရှာမှာထိုင်းလူမျိုးတွေနဲ့မြန်မာတွေအေးစစ်နေတဲ့မြန်မာတွေကိုရန်တိုက်ပေးတဲ့အကွက်မျိုးတွေလှုပ်လိမ့်မယ်ဒီကောင်းကငွေချေးတက်နိုင်တယ်လို့ပါဘာလို့ဒီကောင်းနောက်မှာဒါအချမ်းမစီအုပ်စုကငွေချေးထုတ်ပေးပြီးသားပဲဒီဒီငပောက်နောက်မှာဒီရေချုံသင်္ကန်းသင်္ကန်းချုံထားတဲ့ရေချုံသင်္ကန်းသင်္ကန်းရေချုံထားတဲ့ကရုံတုငပောက်နောက်မှာအများကြီးငွေတွေထုတ်ပေးထားမှာပဲအဲ့မှာအချမ်းမစီအုပ်စုလက်ရှိလက်အောက်ခံမြန်မာတန်ရုံအချမ်းမစီအုပ်စု uniform စစ်တပ်ကကောင်တွေတိုင်မကြီးရဆလုံမတန်ကြီးရဆအကုန်လုံးစစ်တပ်ကကောင်တွေကြီးပဲ။နော်မြန်မာတိုင်ဟုတ်မှာကျွန်တော်တို့ကျွန်တော်ထောင်မကြခင်တော့အဲတန်တမန်အားလုံး၁၉ဦးရှိတယ်၁၉ဦးထဲမှာဆိုရင်ကျွန်တော်တို့ဒေတာခန့်စကပြားနေရှိတယ်၂ယောက်တော့၂ယောက်လောက်ရှိတယ်။နော်။နော်ဒေတာခန့်စကစကပြားနေဆိုတာဟိုဦးအောင်စိုးတို့။နော်ပြီးတော့စိုင်းတွေ့တို့ဒါကျွန်တော်တို့ခက်ကြတယ်အခုခုလက်ရှိတော့မယ်။နော်သူတို့ရှိတယ်ဒါတော့ဒေတာခန့်တန်ယုံဝင်တန်းနေ။အဲနောက်ထပ်ကျွန်တော်တို့တန်တမန်နေနဲ့၁၉ယောက်လောက်ရှိတယ်လို့ကျွန်တော်သိရတယ်။အဲ၁၉ယောက်မှာ18ယောက်လောက်ကအကုန်လုံးစစ်တပ်ကကောင်တွေလာတဲ့ပုံမှုတွေပုံကြီးတွေပုံမှုကြီးဟောင်းတွေပုံမှုချုပ်ဟောင်းတွေဒါမျိုးလူတွေကနေပြီးတော့တာမကြီးတွေတန်တန်ရာရှိတွေစစ်တပ်မှုတွေလုံမတန်ရှိတွေလုံနေကြတာ အယက်သားနှစ်ယောက်တော့ပဲပါမယ်အဲ့ယက်သားနှစ်ယောက်ကလည်းဘာမှအရေးမပါတဲ့နေရာတွေအယက်သမားတွေဟိုဘယ်လိုပြောမလဲအယက်သားတွေเนาะအဲ့တော့ပြောချင်တာထိုင်းနိုင်ငံရဲ့အခြေအနေကလည်းအဲ့လိုကြီးဖြစ်နေတယ်အဲ့တော့မြန်မာလူသားတွေကိုအေးစစ်နေချင်းနဲ့မြန်မာလူသားထူချတော့မှာတော့မှွေပုံနောက်ဖို့လူတွေကအများအားအစင်တင်လုပ်နေပြီအဲ့ဒါတွေကိုကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ဖြတ်တန်းရမယ်ရက်ွက်တွေထဲမှာဆိုရင်ပြည်ရှိနားလေတဲ့လူခေါင်းဆောင်တွေအဲ့ပြီးတော့ထောက်ထားပြေဆုံးတဲ့လူတွေထိုင်းမှာနေကြတဲ့လူတွေကဥဆောင်ပြီးတော့ဒီလိုပြဿနာတွေကိုဥပဒေနဲ့ဖြေရှင်းရမယ်အဲ့လိုပြဿနာရှာလာတဲ့ကောင်တွေဆိုတမပေးရမယ်เนาะဒီကောင်တွေကိုတီးထုတ်ပေးရမယ်ပြင်းပေးရမယ်เนาะတေးကြရဲဆိုရင်စစ်စစ်မင်းမြန်ဖုံးနေပါလိမ့်စစ်ပြီးတော့ခြင်ခဲ့ရမယ် ဒါမျိုးတွေကျွန်တော်တို့ကကျွန်တော်တို့လုပ်ဖို့လုပ်ရတယ်။ဒါမဲ့ကျွန်တော်ဥပဒေပေါင်းနေရပဲသွားပါ။ဥပဒေပေါင်းထိုင်းနိုင်ငံမှာဥပဒေပေါင်းကြောက်လုံးပြီးတော့ဘာမှမလုပ်ကြနဲ့။ထိုင်းနိုင်ငံဥပဒေမဲ့လောက်လိုက်ရင်ပြေးဖို့ခတ်တယ်။တော့နေဆက်ပြေးတဲ့ကောင်တော့ရအောင်လိုက်ဖမ်းတာ။ဒါမဲ့တော်တော်ကံကောင်းလို့တော်တော်ပါနေတဲ့ကောင်တွေပဲလုပ်ကုန်တာ။အဲ့တော့ဥပဒေပေါင်းနေရပဲကျွန်တော်တို့လုပ်ကြမယ်။ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေဥပဒေထိုင်းဥပဒေထိုင်းဘရင်နိုင်ငံတော်ရဲ့ဥပဒေကိုကျွန်တော်တို့လေးစားလိုက်ပါမယ်။အဲ့တော့ကျွန်တော်ဒါတွေအတွက်လည်းကျွန်တော်ထိုင်းရောက်ဒီမှာ writer တင်ဖွဲ့တွေခေါင်းဆောင်တွေရက်ွက်တိုင်းရဲ့ခေါင်းဆောင်တွေစိတ်ယုံတိုင်းရဲ့ခေါင်းဆောင်တွေအားလုံးစုစည်းညီညွတ်ထားဖို့လုပ်ရတယ်။ထောက်ဖို့ခေါင်းဆောင်တွေစသည်ဖြင့်ထောက်ဖို့တင်ဖွဲ့တွေ ျွန်တော်တို့ရထဲရွာထဲမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေမြန်မာရက်ွက်တွေမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေအားလုံးဆောင်ပြီးတော့ဓာတ်တွေကိုချုပ်ပြင်းစင်ထားရမယ်။အေးအေးစင်းနေတဲ့ရက်ွက်ထဲကိုပြဿနာရှာဖို့ရည်ရွယ်ချက်ရှိတဲ့ပုံစံလောက်လာရင်အဲ့ကောင်ဥပဒေရအောင်ပြင်ပမှာပြင်းနေတာပြင်ဥပဒေရကိုင်နေတာကိုင်ဓာတ်တွေကိုကျွန်တော်တို့လောက်ရမယ်။ဓာတ်တွေကိုကျွန်တော်ဒီနေ့ညလာပြောချင်းဖြစ်တယ်။ကျွန်တော်ပန်းရောင်ဘက်အဲ့တော့ကျွန်တော်တို့မှန်ကန်ကောင်းမွန်တဲ့အကျိုးဆောင်အေဂျင်စီတွေကတော့လုံးဝမလုပ်တော့သေးကြရတယ်ဆိုဒီပိုင်းဆောင်ကြည့်ပါဘာကြောင့်ညချက်ထွက်လာအောင်လဲဆိုတော့နော်မလုပ်တော့သေးကြရင်ပတ်စံတွေပြန်အမ်းပါလိမ့်မယ်။အဲ့ခုနကျွန်တော်ပြောတဲ့ဝဲသားတွေကတော့အမ်းမှာမဟုတ်ဘူးပတ်စံတွေစုံပြီးလို့လာမှလာတယ်။အလုပ်မားတွေမျက်နှာပါတယ်ဗျာဒီပိုင်းရောင်ဘက်လူသိကိစ္စကြီးမှာ ဒီ time swap ဘက်ကရုပ်ပြရရွှေ့ဆန်းလိုက်တဲ့ကိစ္စကြီးမှာကျွန်တော်တို့လောကမာရီနဲ့နားပါသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထိုင်းရောက်မြန်မာပြည်နေအားလုံးစီစီလုံးနေပါရက်ွက်ထဲမှာညပတ်တိစောင်းပေါက်ကျေးကြီးဖွင့်တာတွေရမှုတောင်းကျမ်းတာတွေချင်းချင်းရဖြစ်တာတွေမလုမလုကြပါနဲ့တောင်းတောင်းဒါနဲ့ထိုးတက်လိုက်တာတွေဘာတွေကတော်တော်ဆိုးရယ်ဗျာနော်ဒါကြီးတွေကမလုတင်ဘူးပေါ့နော်တောင်းတောင်းအဲ့လိုအကြက်ဖက်ပုံစံမျိုးရံပြူတဲ့ပုံစံမျိုးတွေမလုဖဲနဲ့အားလုံးအားလုံးတွေဒီ time မှာနေချက်လာပြီတဖြည်းဖြည်းနဲ့နောက်ဆိုဘလို့ဖိအားတွေလာအောင်လည်းမသိဘူးเนาะလူအောင်တွေအတွက်လည်းနောက်ပတ်စိုးစားတို့ကိစ္စတွေလည်းပုံစံမျိုးစုံနဲ့တည့်ရချင်းကျွန်တော်တို့တည့်ရချင်းချက်လာတာเนาะ ဲ့နေထားဒီမှာကျွန်တော်တို့ဘယ်လိုကြော်ရွားမလဲဆိုတာကျွန်တော်တို့ချင်းချင်းစီစီလုံးလုံးညင်ညွတ်ရှိမှရမယ်အခြေခံလုပ်သမားတွေထိုင်းရောက်မြန်မာလူသားတွေအားလုံးစီစီလုံးလုံးညင်ညွတ်ရုံနဲ့တက်ဆိုင်ရနေမြေခေါင်းဆောင်တွေ brighter တင်းဖွဲ့ခေါင်းဆောင်တွေထောက်ဖို့တင်းဖွဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရက်ွက်ထဲမှာရှိနေတဲ့ခေါင်းဆောင်ပိုင်းတွေတာရေးနာရေးလုပ်နေတဲ့ခေါင်းဆောင်ပိုင်းတွေစသည်ဖြင့်လူကြီးပိုင်းတွေလည်းရှိကြပါတယ်အားလုံးကျွန်တော်တို့တန်တိုင်းမြင်ဆွဆွနေနေတဲ့တောင်းတောင်းလေးလေးစားစားနဲ့သွားကြပါလူငယ်တွေကလည်းအာဒီဘဲကြီးဘာညာသူကလူဝမကားလို့ဘာဖြစ်ဖြစ်ကွာဘာညာဒီလိုလူတစ်တွေကလို့ဆောက်ချုံးမပြေတဲ့ပုံစံတွေလုပ်တယ်အဲ့လိုလည်းမလုပ်ကြနဲ့သူ့နေရာနဲ့သူပဲနော်ဖြတ်တန်းခဲ့တာအဲ့တော့လူကောင်းတွေကိုလည်းမလေးမစားမလုပ်နဲ့နောက်လာတဲ့လူငယ်လူရွယ်တွေကိုလည်းတွဲခေါ်နိုင်ကျင်တာမျိုးမလုပ်နဲ့လူကောင်းတွေအားလုံး ကျွန်တော်တို့ခိုင်မာတောင်တင်းတဲ့စီးလုံးနဲ့ community လေးဖွင့်ဖွဲ့ထားပြီးတော့အားလုံးချစ်ချစ်လေးလေးနဲ့တွားကြဖို့လို့ပြီးထိုင်းအားကျွန်တော်တို့အတွက်တဖြည်းဖြည်းနဲ့အနေခတ်လာပြီအဲ့တော့အဲ့ဒါတွေကိုအားလုံးကြော်လွားဖို့လေထိုင်းရောက်မြန်မာလူသားတွေစီးလုံးဖို့လို့လေလောက်ရုံနဲ့မှလည်းလောက်ခပုံမှန်မှန်တယ်လောကပုံမှန်မှန်တယ်လောကပုံမှန်ရှင်းတယ်ဟိုဆိုရင်အဲ့လူမခွင့်ရေးပုံမှန်ပေးတယ်ဥမာတနည်းနည်းခိုင်းလို့နှစ်ရက်စာပေးတယ်အဲ့စသည်ဖြင့်အဲ့ဒါဒါဒါလေးတွေဥမာဒီအစိုးရရုံပေးရဲ့ဒီတက်မထားတဲ့73ရက်74ရက်စာကိုတက်မထားတဲ့အတိုင်းပေးတယ်နိုင်ရစလဲကျမကြီးလဲကျမကြီးခံစားခွင့်ရှိတယ်ပကန်းဆန်းကုန်းဆိုပကန်းဆန်းကုန်းခံစားခွင့်ရှိတယ်ကလေးမီးပွားလဲကလေးမီးပွားဝင်ခံစားခွင့်ရှိတယ်ဆိုတဲ့အလုပ်ုံတွေမှာလုပ်နေတဲ့အလုပ်သမားတွေကအလုပ်ကိုစူးစမ်းလုပ်ကြပါ အဲ့လိုမျိုးမင်္ဂန်ကောင်းမှုနဲ့အလုပ်ယုံရလဲဖြည်းဖြည်းရှားလာတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလုပ်တဲ့အဲ့လိုမျိုးလုပ်ယုံနေမှာရောက်နေလူတွေကလုပ်ပင်မန်းတာတော့မငြိကြနဲ့ဗျာနော်လုပ်ကတော့ပင်မန်းတာရှိတယ်တက်သားတာရှိတယ်ပိုလုပ်လိုက်ရတာရှိတယ်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့ချက်လက်တွေညီညွတ်နေအဲ့လိုမျိုးတော့ကောင်းနေပြီအဲ့တော့ကျွန်တော်စူးစမ်းပြီးတော့လုပ်ကြအောင်ချိုးဝနာတွေဆဲတိုင်းပဲရှိတာပေါ့ဗျာနော်ဒါတွေကျွန်တော်နားလေကျွန်တော်ကိုယ်တိုင်းလည်းလုပ်သမားညာဆိုင်အလုပ်တွေတော့လုပ်ခဲ့တာပစုံဖယ်တွေ၅ဖယ်တွေပစုံထမ်း၅ထမ်းတော့ကျွန်တော်လုပ်ခဲ့တာညာဆိုင်လုပ်သွားစပိန်ဆုပ်လေးနဲ့လုပ်ခဲ့20ချောနော်ကိုယ်ကိုယ်တိုင်းဘာပတ်လည်းမရှိပိုင်းအောင်ဘတ်ခလဲမဟုတ်ဘာပတ်မှမရှိထော်လော်ဆန်ပဲတော့မထွက်သေးတဲ့ချိန်ကျွန်တော်တို့ညာဘက်စပိန်ဆုပ်လေးနဲ့ညာဆိုင်လုပ်သွားမနှက်ပြန်လာအဲ့လိုမျိုးကျွန်တော်လုပ်ခဲ့တာထလေထိုင်မာချန်ထလေထိုင်ကြီးမှာအခု တို့ဖမ်းရောက်ဘက်တွေထုတ်ပေးနေစင်ကန်မရှိရခလေးတိုင်းစီးမှာကျွန်တော်ညဆိုင်တွေလုတ်ခဲ့ရတယ်အဲ့တော့အလုတ်ချမ်းလုတ်နေတဲ့အလုတ်သမားတွေဘဝတွေကိုကျွန်တော်ကိုချင်းစားရတယ်လုတ်ရုံနဲ့မှလုတ်ပင်မနဲ့ကျွန်တော်ဆိုင်ရုံလုတ်ရုံတွေလုတ်ခဲ့ဘူးတယ်ထိုင်းလုံးစီတို့ကတော့ကျွန်တော်လုတ်ခဲ့ဘူးတယ်ဟောနော်အဲ့တော့ဟိုအားလုံးဟိုကိုကိုချင်းစားတယ်ကိုမင်းဒါတွေကိုကိုချင်းမစားပဲပြောနေရမှာပေါ့ကျွန်တော်တို့မှတ်မှန်ကန်ကန်နဲ့ကို့ဘော်ကိုလောက်အားကပုံမှန်ပေးလောက်အားကပုံမှန်ပေးအဲ့လုတ်နေစဉ်ပုံမှန်ပေးအဲ့ပြီးတော့နားရက်ပိတ်ရက်တွေကိုဥပဒေတိုင်းခန်းစားခွင့်ပေးပြီးပွားခွင့်ပေးပကံဆောင်ကုန်လည်းလုတ်ပေးစသည်ဖြင့်အဲ့လိုမျိုးမှတ်ကန်ကောင်းမွန်တဲ့လုတ်ရုံတွေဆိုရင်အားတင်းပြီးတော့စူးစမ်းလုပ်ကြပါကျွန်တော်ဒီမှာလုတ်သားတွေရဲ့လုတ်အားနှုံကောင်းတယ်ညံကောင်းတယ်ဆိုတဲ့အားတွေကိုထိမ့်သိမ့်မှာဆက်ပြီးတော့ တို့နာမည်ပြအောင်မလုပ်ကြနဲ့အလုံးရက်ွက်ထဲမှာလည်းထိုင်းမျိုးနဲ့လိုက်ရုံကြီးတွေဖြစ်အောင်နေကြပါလို့ပြောရင်းနဲ့ဒီညကျွန်တော်လိုက်လေးကိုဒီတိမဲဆုံးတက်ပြရတယ်နော်ကျွန်တော်ပြောရလဲချပြီဒီကထိုင်းရောက်မြန်မာလူသားတွေလက်ရှိပြောင်းလဲလာတဲ့အခြေအနေတွေကစိုးရင်စရာအခြေအနေတွေကိုဖြစ်လာတယ်အဲ့တော့နောက်ရက်တွေဆိုရင်ဒီလူတက်တွေကိုဖမ်းဆီးတာမျိုးတွေနောက်ထပ်မကြားရပါသေးနဲ့လို့ကျွန်တော်စုပေါင်းနေရမှာဖြစ်တယ်အဲ့တော့ထိုင်းရောက်မြန်မာလူသားတွေအားလုံးဖိုက်တင်ပါလို့ပဲကျွန်တော်ဒီနေ့ပြောရင်းနဲ့လုတ်ကိုင်းနေအစီအစီချုံးမှုရပါစေနေတိုင်းဝင်ထောက်ထားတွေကိုမျှော်လင့်နေတဲ့လူတွေဒီပန်းရောက်မကြခင်မှာပဲပြန်ရိုက်ပေးပါစေထိုင်းစိုးကပြန်ဖွင့်ပေးပါစေကျွန်တော်ဒီနေ့စုပေါင်းပေးလိုက်ရပါတယ်ဟုတ်ကဲ့ မြောက်ဝတီနဲ့နေဆက်နေရာတချို့မှာ Starlink Internet ပြတ်တောက်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မြဝတီမြို့နယ်နဲ့နယ်စပ်အနီးအနားဒေသတွေထိ Starlink Internet ဝန်ဆောင်မှုစတင်ပြတ်တောက်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကသိရပါဗျာ။ ပြတ်တောက်မှုဟာအောက်တိုဘာ15ရက်နေ့ကစတင်ဖြစ်ပွားလာပြီးနေဆက်ကုံသွေးနေမြေတွေအထိပြတ်တောက်နေတာလို့သိရှိရပါတယ်။ Starling အကောင့်ကြတာမတက်နိုင်ဘူးပေါ့။တချို့ဆက်တွေလုံးဝမရတော့ဘူး။ဤပညာပိုင်းပြဿနာဖြစ်နိုင်တယ်လို့တာဝန်ရှိသူများဘက်ကထိန်းချုပ်မှုကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့မြေပြင်အခြေအနေသိရှိသူတဦးက Kenneth Burnmark ကိုပြောပါတယ်။ဒါအပြင်မြဝတီနေဆက်တောင်ရင်ခြောက်ကန်းနှစ်ဖူးမှာအထိုင်ချခွင့်ထားတဲ့ BGF KPC ကိန်းနဲ့ကြားဖြန့်ရုံတွေကိုစစ်ကောင်စီအဖွဲ့များဒီရပိုင်းတွင်ဝင်ရောက်စစ်ဆေးမှုများစတင်လှုပ်ဆောင်လာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။မြဝီမျိုးနဲ့အနီးပတ်ဝန်းကျင်နယ်စပ်ဒေသတွေမှာ Starlink အသုံးပြုမှုဟာမကြာသေးခင်အချိန်တွင်လာခဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့မြန်မာနိုင်ငံတခြားနယ်စပ်မြို့တွေတရှိရာကချင်းပြည်နယ်အပါအဝင်ထိုင်းကရင်နီအစပ်မြို့တွေမှာတော့ Starlink တွေသုံးလို့ရပါသေးတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကမြန်မာနယ်စပ်ဒေသတွင် online ငွေလိမ်ကိုင်းများပြန်လည်တက်ကြွလာပြီး Elon Musk ပိုင်းနဲ့ Starlink ကအင်တာနက်ကိုအသုံးပြုနေကြောင်းတာဖြူသတင်းဌာနကဖော်ထုတ်ခဲ့ပါတယ်အဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီး American Congress ကလည်းမြန်မာအတွင်းကငွေလိမ်လုပ်ငန်းတွေအတွက် Starlink ဝန်ဆောင်မှုရရှိနေတာကိုစုံစမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ ဒီသတင်းထွက်လာပြီးရပိုင်းကြမှာပဲကြားဖြတ်အွန်လိုင်းငွေလိမ်ကိုင်းတွေ တရှိရာဒေတာတွေမှာ Starling ဝန်ဆောင်မှုပြတ်တောက်သွားတာပါ။